အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြေဆွေးလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွန့်ရေးသားထားတဲ့တဖက်လက်အဖေဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမယ်ရှင်တဖက်လက်အဖေကျွန်တော်လူစိုးတယောက်ဖြစ်ပါသည်ကျွန်တော်အဖေကကျွန်တော်တက်နေသည့်အထက်တန်းကျောင်းတွင်ကျောင်းဆောင်ဖြစ်သည်ကျွန်တော်အမေမှာကျွန်တော်ငယ်စဉ်ကတည်းကကျွန်တော်နဲ့အဖေကိုထားသွားကထွက်ပြေးသွားသည်ဘယ်ရောက်ရဲ့ဘယ်ပေါမှန်ယနေ့တိုင်ထင်မသိဘူး ကျွန်တော်ကိုကြောင်းထားပေးဒီမှာကြောင်းအုပ်ဆရာကြီးကဖြစ်သည်အဖေကြောင့်ဤကြောင်းတို့ကျွန်တော်တက်ခွင့်ရသည်ထို့သောအဖေက ကျွန်တော်နှင့်ကင်ကင်နေသည်ကျွန်တော်ကိုအဖိုးနှင့်အတူနေစေသည် ကြောင်းဆောင်သားဆိုပြီးကျွန်တော်ကိုဂုံငယ်မှာဆိုသောကြောင်းဖြစ်သည်ကျွန်တော်ဆိုပါသည်မိုးရစေရောင်းတဲ့အဖွဲတစ်ဖွဲနဲ့သွားပတ်တမီသည်မိုးရစေဖြန့်ပေးမိသည် တနေ့တွင်မူးယစ်ဆဲတွေကိုထားပြီးထွက်ပြေးရသည့်အခြေအနေတစ်ခုတော့ရောက်သွားသည်ကျွန်တော်ထွက်ပြေးနေရချိန်တွင် အဖေစိတ်ယုံတဲ့ရကြောင်းကြားသည်အဖေမျက်လုံးတစ်လုံးကွယ်သွားသည်စပိန်မှောက်စဉ်ကြောက်တုံးတုံးနှင့်မျက်စိကို ထိခိုက်မိသောကြောင့်ဟုဆိုသည် အဖေစေယုံကဆင်းတော့ကျောင်းအုပ်ကြီးကတနာသဖြင့်ကျောင်းတွင်ကျောင်းဆောင်စက္ကန့်ထားသည် အဖေက မျက်လုံးတစ်လုံးဟောက်ပက်ကြီးဖြစ်နေသည် ကျွန်တော်ကမွေးရစေရောင်းခိုင်းသူမှာရဲအဖမ်းခံလိုက်ရတော့ကြောင့်ပြဿနာအေးသွားသည်ကျွန်တော်ចောင်းဆက်တနိုင်သည်ထိုနေ့ကနောက်ဆုံးနေ့ចောင်းသားများဤចောင်းနှစ်ပတ်လည်မိတ်ဆုံစားပွဲနေ့ဖြစ်သည်မိဘများကိုခေါ်လာရသည်ကျွန်တော်လည်းအထက်တန်းအောင်မြင်ပြီးဖြစ်သောကြောင့်တငယ်ချင်းများနှင့်ထိုမိတ်ဆုံစားပွဲတွင်ပြောကြသည်ចောင်းအုပ်ကြီးကအခမ်းအနားတွင်ကျွန်တော်အဖေကိုဆုချီးမြင်သည် မကြခင်အဖေကိုပင်စင်ပေးတော့မည်ဖြစ်သောကြောင့်ပတ်စံတွေကိုဝန်ထမ်းတွေကစုပေးကြသည်အဖေကိုကြောင်းအုပ်ဆရာကြီးကချီးကျူးစဉ်သူဟာကြောင်းဆောင်အဖြစ်နှစ်ပေါင်းများစွာတာဝန်ကျေစွာထမ်းဆောင်ခဲ့ပါတယ်ခုဆိုရင်သူ့သားဟာလည်းကျွန်တော်တို့ကြောင်းကနေအထက်တန်းအောင်မြင်ခဲ့ပါပြီစင်ရတာရက်ွက်လေးကနေတားတယောက်ကိုပညာတတ်အောင်ပထမဆုံးပြုစုပြောထောင်ပေးခဲ့တဲ့ဖခင်တယောက်အနေနဲ့လဲကျွန်တော်သူ့ကိုဂုဏ်ပြုလိုက်ပါတယ် လူတွေကလက်ခုပ်သီးကြတော့လဲကျွန်တော်တငယ်ချင်းတွေကတော့ကျွန်တော်ကိုပြုံးဆဆနဲ့ကြည့်နေသည့်အကြည့်များကို မခနိုင်သည့်အဆုံးတွင်ကျွန်တော်မဲဆုံစားပွဲမှာတိတ်တိတ်လေးထွက်ခွာလာခဲ့သည် အဖေကစပိန်လေးနှင့်မိုးလင်းတော်ပြန်လာသည်ကျွန်တော်ကစိတ်ဆိုးစွာဖြင့်ចောင်းဆောင်သားအထက်သားအောင်နဲ့ဆိုပြီးဂုံယူနေတာပေါ့လေဟု အဖေကိုစီးပြောလိုက်သည်ဂုံယူတာပေါ့သားရဲ့အဖေကသားကိုပညာတတ်ကြီးဖြစ်စေချင်တာပညာတတ်တော်ဘာဖြစ်တယ်လဲ ကျွန်တော်ကိုမိကိုစားမယ်ပေါ့ဟုတ်လားမဟုတ်ဘူးတာပညာတက်သွားတော့မင်းဘဝကောင်းစားသွားမှာကို အဖေကမြင်ချင်တာတော်စားမှာဗျာထိုနေ့တွင်ကျွန်တော်အိမ်ကထွက်ခဲ့သည်အိမ်ကအပြေးတန်ထွက်ခဲ့ခြင်းဖြစ်သည်အိမ်ကိုမပြန်တော့မျိုးတက်ပြီးကိုဘဝကိုထူထောင်သည် ကောလေးတက်သည်တက်ကတော်ပြီးသည် အင်ဂျင်နီယာတယောက်ဖြစ်လာသည် ကိုဘဝကိုရုံးကန်ပြီးကိုရန်စူးစားတိဆောက်နိုင်ခဲ့သည်ကိုပီတိဖြစ်နေမိသည်ကျွန်တော်အိမ်ထောင်ကြသည်သားသမီးနှစ်ယောက်ရလာသည်တနေ့ကျွန်တော်ရုံးမအိမ်ပြန်လာစဉ်ခြံဝရင်အဖိုးအိုတယောက်ကိုတွေ့လဲရသည်ကားမှန်ကိုချပြီးဘယ်သူလဲဘာကိစ္စလဲဟုမေးလိုက်သည် ထိုသူကလှည့်ကြည့်လိုက်ရာမျက်စစ်တစ်ဖက်လက်ရုပ်ဆိုးလာတော့ကျွန်တော်အဖေကို တွေ့လိုက်ရသည် ကျွန်တော်ဘေးတွင် ထိုင်လိုက်လာသည့်ဇနီးကတရောင်းစားလာမသိဘူးဟုဆိုသည်။ဘာလာလောက်တာလဲဟုကျွန်တော်ကမေးလိုက်သည်။သူကဟိုဟိုဘာမှမဟုတ်ပါဘူး။လိမ့်စာမှလို့ပါဟုပြောက ကျွန်တော်တို့ရှင်မှအမြန်ထွက်သွားသည်။ကျွန်တော်စိတ်ပြတ်သွားမိသည်။ယခုလိုအခြေအနေမျိုးတွင်ဘာလာပြီးကျွန်တော်ကိုဒုက္ခပေးအောင်မြင်မသည်။တနေ့တွင်ကျွန်တော်အထက်တန်းကျောင်းမှကျောင်းသားဟောင်းများမိတ်ဆုံစားပွဲဖိတ်စာရောက်လာသည် ကျွန်တော်ကထုံမိတ်ဆုံစာပွဲကို အကြောင်းပြပြီးစာသီးမြို့လေးကိုထွက်လာခဲ့သည် အဖေကိုလည်းတတိပေးခြင်းသည်ကျွန်တော်ตายာနေသည့်ဘဝလေးကို လာပြင်းမဖြက်စီရန်ဖြစ်သည်ကျွန်တော်အိမ်ရှိကိုကားရလိုက်သည့်အခါလူတွေစီကားနေသည်ဘာကြောင့်ပွဲလုံးနေတနည်းဟုစုံစမ်းကြည့်သောအခါကျွန်တော်ဖခင်တိတ်ဆုံးသွားသည့်အတွင်တလားပြစ်အထိတ်အမှန်လုံးနေခြင်းဖြစ်ကြောင်းသိလည်ရသည်ကျွန်တော်အဖို့ဆုံးသွားသည်မှလည်း၅နှစ်ခန့်ရှိပြီဟုသိရသည် ကျွန်တော်ဦးလေးတယောက်ကကျွန်တော်ကိုစာတဆောင်လာပေးသည်မင်းအဖေမသိခင်မင်းစီကိုစာရအောင် ပို့ပေးဖို့မှာတော့တယ်ဟုဆိုသည် စာပေါ်တွင်ကျွန်တော်လိပ်စာရေးထားသည်ကျွန်တော်ကကားပေါ်ပြန်တက်ပြီးစာဖတ်လိုက်သည်ဒါတားအိမ်ကိုလာကြည့်မိတာတောင်းမှပါတယ်အဖေမြေးလေးတွေရှိနေပြီဆိုတာကြားလို့တွေးချင်တာကြောင့်လာကြည့်တာတားတို့ကိုဂုံတိတ်ခါကြအောင်လာလို့တာမဟုတ်ပါဘူး သားဒီလိုအခြေအနေရောက်တော့အဖေတေပြောပါပြီ။အဖေကင်စာယောဂကလည်းကြာမှမနေရတော့တာ။သားတိအောင်တခုတော့ပြောခဲ့ပြရစေ။သားမွေးရစေကိစ္စနဲ့ထွက်ပြေတော့အိမ်ကိုသားခိုင်းကလူတွေရောက်လာကြတယ်။သားကိုမတွေ့တော့အဖေကိုဖမ်းချုပ်ပြီးမျက်လုံးတစ်လုံးကော်ထုတ်သွားကြတာ။အဖေမပြောဘူးလို့ထားထားတာ။အဖစ်မှန်ကိုသားသိစေချင်လို့ပါ။အဖေ့ကြံတဲ့မျက်လုံးတစ်လုံးကလည်းဝါးနေပါပြီ။ မသေးခင်မြေးလေးကိုတွေ့သွားခြင်းသေးတာဒါပေမဲ့တွေ့ချင်မှလည်းတွေ့ရမှာပါအဖေအတွက်စိတ်ထဲမှာဘာမှမဖြစ်နဲ့သားဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစားရစရာကြီးတင်ညွှန်ရေးသားထားတဲ့တဖက်လက်အဖေဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့တိုက်တိုက်ဆိုင်ဆိုင်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင် တိုက်တိုက်ဆိုင်ဆိုင်သူတို့လင်မယားထမင်းစားရန်ပြင်ဆင်နေကြသည် ကိုစိန်သောအတွက်ဇနီးဖြစ်သူမတ်အေးမီဆန်ကစတားဟင်းကောင်းကောင်းချက်ပေးထားသည်မြန်မာချက်လေးကိုဘူးဒီနုနုလေးနှင့်ရော၍ကာလာသားချက်လေးချက်ထားပေးခြင်းဖြစ်သည်မိမရေဟင်းနှက်ကမှုေးနေတာပဲစားနေပြီကွာမြန်မြန်လောက်ပါတော့ပြေးနေပါပြီရှင်ထမင်းကပူနေတော့မဟုတ်လို့မခေါ်သေးတာလာလေလက်သွားစေတော့ ထို့အချိန်တွင်တကားခေါက်တံပေါ်လာသည်တောက်တောက်တောက်ဟာစားခဏီတောက်ခဏီမဘယ်သူလဲကွာသွားပါရှင်တကားသွားဖွင့်ကြည့်လိုက်ပါကိုစိန်တောင်းကမကြင်မနဲ့ဖြစ်တကားကိုသွားဖွင့်လိုက်သည်ဘာလဲဘာကိစ္စလဲတနာပါခမညာကျွန်တော်တို့သားအဖထမင်းမစားရတာနှစ်ရက်ရှိပါပြီထမင်းကျန်ဟင်းကျန်လေးများတနာပါ ဟာကွာမင်းတို့တော်တော်လွန်တာပဲတိုက်ခန်းအပေါ်ထိတက်လာပြီးတော့လာတောင်းရတဲ့လားသွားစင်းသွားသမင်းစာလို့ပါခင်ဗျာသူ့ဘင်းသားတွေရန်နေတော့သုံးနှစ်အရွယ်ကလေးကငိုမဲမဲဖြစ်နေသည်မင်းကောင်ကသွားလို့ပြောနေတယ်နော်မသွားရင်ရိုက်ချမှာသွားလူတွေ့ရင်တရောင်စားရအောင်ဆောင်မယ်မတွေ့ရင်အလစ်ဆွဲမယ်ကျွန်တော်ကအဲ့ဒီလိုလူစားမျိုးမဟုတ်ပါဘူးခင်ဗျာဟုတ်ဟုတ်မဟုတ်ဟုတ်မင်းသွားတော့ တောင်းစားသူသည်ကလေးကိုလက်ဆွဲကာတိုက်အောက်သို့ပြန်ဆင်းသွားသည်။ကိုစိန်တောင်းကဝရန်တာမှထွက်ကြည့်သည်။ကလေးကိုလက်ဆွဲကာထိုသူထွက်သွားတာသိချမှ သူက အထဲကိုပြန်ဝင်သည်။ဘယ်သူလဲအကိုအလကားပါကွာတရောင်းစားရင်တရောင်းစားမဟုတ်ပါဘူးလင်းရင်ခိုးမ။အိုးဓမြတော်တိုက်ချင်တိုက်မဲ့ကောင်တွင်အကိုရဲ့လူတစ်ဖက်သားကိုအဲ့ဒီလောက်ကြည့်တော့မပြောသင့်ပါဘူး။ သူတို့မှလည်းလိုအပ်လို့နေမှာပါ။ကျမတို့စားမဲ့အထဲကနည်းနည်းလေးဖဲ့ပေးလိုက်လို့လေကျမတို့ဘာမှဖြစ်မသွားပါဘူး။အောင်မဲဘာဖြစ်လို့ပေးရမှာလဲ။ငါရှာထားတာငါစားဖို့ကွ။ကိုစိန်တောင်းကထမင်းစားပြီးနောက်သူ့ဆိုင်ခန်းကို ပြန်သွားသည်။တနားခန့်အကြာတွင် ကိုစိန်တောင်းအိမ်ကို အရေးတကြီးပြန်လာသည်။မိမရေမိမဘာလဲရှင်ဘယ်လိုများဖြစ်လာတာလဲယင်ထိတ်လိုက်တာ ငါတို့ဆိုင်လေးမိတဲ့ပါသွားပြီ။ဘာပစ္စည်းမှမရလိုက်ဘူး။ငါတို့တော့မွဲပါပြီကွာ။ဈေးမီးလောင်တစ်ပြေကိုစိန်တောင်းအထယ်ဆိုင်လေးမိတဲ့ပါသွားသည်။ဘာတကူးမြပြန်မရလိုက်။ချက်ချင်းလက်ရှိကလက်မဲ့ဖြစ်သွားသည်။စိတ်ပြက်လက်ပြက်ဖြစ်နေသောကိုစိန်တောင်းတယောက်အရက်တွေဖီတောက်သည်။အကိုရဲ့အရက်တွေတောင်းနေလို့ပြေးသွားမှလား။မပြေးမှန်းသိတယ်။ခုပဲလုံးလုံးမလဲ။ဆိုင်ပြန်ဆောင်းရမယ်။ကုန်နေဝယ်ရမယ်ပတ်သက်မရှိဘူး။ အကျွေးတွေကလည်းအများကြီးဘယ်လိုလုပ်ရမလဲကျမလက်ဝတ်လက်စားတွေအားလုံးယူလိုက်လေအဲ့ဒီလောက်နဲ့မရဘူးကမင်းဖေစီကပတ်စံလေးပါလေသွားတောင်းအဖေမှာအိမ်လေးတစ်လုံးပဲရှိတာပင်စင်ငွေလေးနဲ့ရက်တည်နေရတာဘယ်လိုလုပ်ပြီးပတ်စံရှိမှလဲမင်းဖေအိမ်ကိုရောင်းခိုင်းလိုက်ကွာပြီးတော့ဒီမှာလာနေခိုင်းလိုက်အိုးဘယ်ဖြစ်မလဲအဖေက သူ့အိမ်လေးကိုတိတ်မြန်နိုးတာအေး အဲ့ဒါဆိုမင်းလည်းမင်းအဖေနဲ့သွားနေအိမ်ကိုပြန်မလာခဲ့နဲ့ဒီမှာစိတ်ညစ်နေတာသူတို့နှစ်ယောက်စကားတွေများကြသည်ကြွားမယ်ရှင်းမယ်ဖြစ်ကြသည် နောက်ဆုံးတွင်အမှန်တကယ်ကြွားရှင်းပြက်ဆဲလိုက်ကြသည်အပြက်အပြက်နဲ့အမှန်တကယ်ပင်နှာခေါင်းသွေးထွက်သွားကြသည်အိမ်မီဆန်က သူ့အဖေအိမ်ပြန်သွားသည်ဘာမှမယူသူ့အဝတ်အစားအထုပ်လေးနဲ့အိမ်ပေါ်ကဆင်းသွားခြင်းဖြစ်သည်ကျွန်တော်ကကျွန်တော်တပည့်မှာအေးမီဆန်ပြောပြတော့ သူတို့ဇလန်းအကြောင်းကိုနားထောင်နေမိသည်အေမီဆန်ကိုကျွန်တော်ရန်ကုန်ရောက်မှပြန်တွေ့ခြင်းဖြစ်သည်ကျွန်တော်တာကေသားရင်းနေစဉ်က သူဒေါ်ပုံဖက်ချန်တွင်နေသည်တနေ့ကျွန်တော်လမ်းလျှောက်ကအပြန်ဈေးထဲတွင်ဟင်းစားလေးများဝင်ဝဲစဉ်အေမီဆန်နဲ့ဆုံသည်သူ့ကိုကျွန်တော်ရှစ်တန်းတွင်စာတင်ပေးဖူးသည်ကျွန်တော်နှင့်ကျွန်တော်တပည့်မလေးလက်ဖက်ရည်ဆိုင်တွင်ထိုင်ရင်းသူ့အကြောင်းလေးတွေကိုတီးခွင်ရလိုက်ခြင်းဖြစ်သည်။တမိခုကဘာတွေလောက်ကင်စားတော့နေလဲ။ အဖေဆုံးသွားတော့တမီးလဲအိမ်ကိုတစ်ခုခုစီစဉ်လိုက်ရတယ်ဆရာ contract လက်ထဲအပ်လိုက်တယ်မြေကတမီးအဖေပိုင်မော့တိုက်ခန်းတွဲတွေလာစောင့်တာတမီးကမြင်းညီထက်နဲ့အပေါ်နှစ်ထက်ရလိုက်တယ်တမီးလဲမြင်းညီထက်မှာကုံစုံဆိုင်လေးဖွင့်ထားတယ်အမျိုးသားကဆိုင်ထိုင်တယ်ဆရာအမျိုးသားဆိုတာကတမီးနောက်အိမ်အောင်ပြုတ်လိုက်တယ်ဆရာဩဆရာဘဝတွေဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာပြောရအောင်မယ် ြောပါဦးတနေ့တွင်ကုံစုံဆိုင်တွင်လူအနှဲငယ်ပါသဖြင့်လင်မယားနှစ်ယောက်ထမင်းစာရန်ပြင်ကြသည်မိမရေဟင်းချက်ပြီလားချက်ပြီရေသွားချိုးလိုက်လေလူပါတော့ထမင်းစာကြမယ်သူတို့ထမင်းစာရန်ပြင်ဆင်နေစဉ်တနာကြပါခမညာထမင်းမစားရတာနှစ်ရက်ရှိပါပြီထမင်းလေးစားလို့တနာကြပါသူတို့ဆန်ရှိတ်ကိုတရောင်းစားတယောက်ကလာရက်ပြေးတောင်းနေခြင်းဖြစ်သည် မိမရေတနာပါတယ်ကွာ ထမင်းနဲ့ဟင်းလေးနည်းနည်းတော့သွားပေးလိုက်ပါကျမသွားပေးလိုက်မယ်ဖော်ဘူးတဲ့ကိုထမင်းထက်ဟင်းကုန်ခွဲထက်ပြီးတော့ဇွန်လေးပါထည့်ပေးလိုက်ပါအေမီဆန်ကသူတို့စားရန်ချက်ထားသည့်ဘူးဒီနှင့်စတားဟင်းထဲမှဟင်းများကိုခက်ပြီးပလတ်စတစ်အိတ်လေးနဲ့ထည့်သည် ထမင်းကိုဖောက်ပူးတဲ့ရင်ထဲကဇွန်းတချောင်းမှာထည့်ပေးပြီးတရောင်းစားကိုသွားပေးလိုက်သည် ကျွန်တော်ကအေမီဆန်ပြောသည့်စကားတွေကိုနားထောင်နေမိသည်ဆရာကြီးဟေးတိုက်ဆိုင်တာပဲလားတော့မသိဘူးဘာဖြစ်လို့လဲဘူးသည်နဲ့ကြသားချက်တဲ့နေ့မှာတမီးပထမအိမ်ထောင်နဲ့꿰တယ်ဘူးသည်နဲ့ကြသားချက်တဲ့နေ့မှာပဲတမီး꿰သွားတဲ့ပထမအိမ်ထောင်ကိုပြန်တွေ့တယ်ဟုတ်လားဘယ်မှာတွေ့တာလဲတမီးတမီးတို့ဆိုင်ရှင်မှာလာတောင်းနေတဲ့သူကိုဘယ်သူလို့ထင်တယ်လဲဆရာ ။သမီးယောက်ျားဟောင်းလား။ဟုတ်တယ်ဆရာ။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့တိုက်တိုက်ဆိုင်ဆိုင်ဆိုတဲ့ဝတ်ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။